လူတွေကထင်တယ်အတွေ့အတာရောပါသွားလို့ရှိရင်တူးနဲ့တူကွဲသွားလိမ့်မယ်လို့ထင်တာမဟုတ်ဘူး။တန်ရောစင်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူဘူး။တူးနဲ့တူမေတ္တာနဲ့ကုညီဆောင်းလျှောက်တာကမှပိုးခိုင်တာတန်ရောစင်ကမခိုင်ဘူး။တန်ရောစင်ဆိုတာကိုယ်အလိုချာလေးဖြစ်နေတုန်းနဲ့တန်ရောစင်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်မရှိတော့ဘူး။ တဏရဲ့သဘောကခုကောင်းစားဖို့ပဲကြည့်တယ်မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏကရယူလို့တယ်ခံစားလို့တယ်ဒါတဏချစ်မေတ္တာချစ်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ဘေးဆက်ချင်မေတ္တာချစ်ကသူများအတွက်ဘေးဆက်တယ်တဏကကိုယ့်အတွက်မေတ္တာကသူ့အတွက်သူ့အတွက်လှုပ်တာကပို့ပြီးတော့ခိုင်မြဲတယ် ဘာဖြစ်လို့လို့ဆိုစဉ်းစားရတဲ့အတုအတွက်စဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူး။